အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါတယ်။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့မမဲကြီးဝတ္ထုတို့ရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။မမဲကြီးအခန်းလေးဒုံမိုးကြီးပြောသည့်စကားတွေတွင်ဆရာတော်ကြီးကကျွန်ုပ်ကိုခေါ်သွားဆိုသည့်စကားပါလာသဖြင့်ထူးဆန်းလာသည် ဆရာတော်ကြီးနဲ့ကျွန်တော်ဆုံဘူးတော့လေစကားပင်ကောင်းကောင်းပြောဖို့ဒီမဟုတ်ဖုန်ကြီးเจ้าကိုတချိန်ရောက်စဉ်ကဆရာတော်ကြီးသည်ဖို့ထိုးနေသဖြင့်အကြီးရဲ့ပညာကိုစိတ်ဝင်စားကြောင်းလောက်သာသိထားသည်ဆရာတော်ကြီးကသက်တော်80ကျော်ပြီဖြစ်သည်တွေ့ဆုံစဉ်ကဩကျောင်းဆရာလားဟုသာမေးပြီးထွက်သွားသည်ညနေဆောင်တွင်ကျွန်တော်ကဆရာတော်ကြီးကျောင်းသို့လာခဲ့သည်စိတ်ကဘာဖြစ်မှန်းမသိ ဆရာတော်ကြီးကိုဖူးတွေ့ခြင်းစိတ်ဖြစ်နေမိသည်ဘုန်းကြီးကျောင်းဝင်းကြီးကတစ်ပင်အရေးများအောက်တွင်အေးချမ်းလာသည်ကိုရင်လေးတစ်ပါးကိုမေ့ကြည့်ရာဆရာတော်တိမ်ထဲမှရှိနေကြောင်းသိလိုက်ရသည် ကျွန်တော်ကတိမ်ချောင်းဘက်သို့ထွက်ခဲ့သည်တိမ်ချောင်းက ရှေးဟောင်းတိမ်ကြီးဖြစ်သည်ဆရာတော်ကြီးသည်တိမ်ထဲတွင်စာဖတ်နေသည်ကျွန်တော်ကဆရာတော်ရှိသွားကဥချလိုက်သည်။ရောက်လာပြီလား။ဆရာတော်ကမေးလိုက်သည်မှာ သူခေါ်ထားသောကြောင့်ကျွန်တော်ရောက်လာသည့်ပုံ ဖြစ်နေသည်။အရှင်ဖျားကတပည့်တော်ကိုခေါ်သွားလို့ဒေါမိုးကြီးကိုပြောတယ်ဆိုတာထူးဆန်းနေလို့ပါဗျာ။အင်းတကားကြီးအချို့သောကိစ္စတွေက လူကိစ္စတွေ ဖြစ်နေတော့ခက်တယ်။လူတွေအေးမှဘုံကြီးပါနေရတာမကောင်းဘူး။တကားတို့မောင်အဖေတကားတကားဟာရှိကြောင်းဘုံကြီးကောင်းကောင်းသိတယ်။တကားဟာရှိပြောတဲ့စကားတွေအကုန်ပြောလို့မကောင်းဘူး။ ဖုန်ကြီးစိတ်ထဲလိမ့်သလိုဖြစ်နေရတယ်။ဘာရင်းများပြောလို့လဲဗျ။တကယ်တော့တာကာဟာရှိက ရွာဦးစီရီကထပ်ပနာတွေကိုဖောက်သွားတာဒီအကြောင်းကိုသိတာဖုန်ကြီးပဲရှိတယ်။သူတို့ပြေးတော့မယ်လို့ဆုံးဖြတ်ပြီးဖះဖို့တက်သိမ်းထားတယ်။အဲ့ဒီညမှာဖះကိုဖောက်ကြတာပဲ။သိတဲ့မူကြီးတော်တွေရှိမှာတော့မဟုတ်ဘူးထင်တယ်ဗျာလက်စွပ်လောက်ဆွဲကြိုးလောက်ကတော့ပြောစရာမဟုတ်ဘူးပေါ့တကားကြီး ဘာတွေပါသားလို့လဲဗျာဖုန်ကြီးကအဲ့အဲ့ချိန်မှာလူအဖြစ်ပဲရှိသေးတယ်မြို့မာနေတုန်းကဂျပန်စာသင်ခဲ့တယ်ရွာကိုဂျပန်တွေနဲ့အတူရောက်လာတာပေါ့ဂျပန်စကားပြန်လုပ်တယ်လေဒီရွာက ဖုန်ကြီးစာတီမဟုတ်ပါဘူးဒီရွာကိုဆရာဖုန်ကြီးကခိုင်းလိုက်လို့ရည်ရွယ်ချက်နဲ့လိုက်လာတာရွာဦးစီဒီဖျားဌာပနာဖောက်ဖို့တာဂါဟာရှိကို အကြံပေးခဲ့တာ ဖုန်ကြီးကိုယ်တိုင်ပဲတကားကြီးဟာအရှင်ဘုရား အင်းဩသွားသလားတကကြီးဘာကြောင့်များလဲဖျားတပည့်တော်တော်မတွေးနိုင်လောက်အောင်ပဲရွာဦးစေဒီရဲ့ဘွဲ့အမီကမနှောမယဩဒိတစေဒီလို့ခေါ်တယ်တပည့်တော်တို့ကတော့ရွာဦးစေဒီလောက်ပဲသိတာပါဖျားရှေးဖျားပဲမနှောမယဆိုတာကဗရံများဩဒိတဆိုတာကရုပ်ပွားစင်းတူလို့အဓိပ္ပာယ်ရတယ်ဗရံများရုပ်ပွားတော်ကိုဌာပနာထားတာလားဖျားမှန်နေတကားကြီး နှင်းနေရရရုပ်ပွားတော်မဟုတ်ဘူးဟန်တာဝရီဘရင်ဓမ္မစေတီရဲ့အနွယ်တော်တစ်ပါးကဒီဘက်ကိုလာရင်အဲ့ဒီရုပ်ပွားတော်ကိုဖျားတဲပြီးအဋိဋ္ဌံနဲ့ထာပနာခဲ့တာဓမ္မစေတီမင်းအကြောင်းကြားဘူးတယ်နော်အမှတ်တမဲ့ပဲဗျာရွှေမော်ရော့စေတီကြီးမှာမင်းနဲ့မိဖုရားအလေးချိန်နဲ့ညီများတဲ့ရွှေစင်68ပိတ်သားကိုလှူဒန်းခဲ့တာလေဟန်တာဝရီမှာတတ္တဌာနလို့ခေါ်တဲ့ဖျားခုနှစ်စုတီးပြီးတော့ ဒီနယ်ဘက်ကိုအရန်အသာဇေဒီတစုတဲဖို့သူ့အຫນွယ်တော်ကိုလွတ်ပြီးမနောမယဩရိတဇေဒီကိုတဲထိုင်းရတာပဲဒီနယ်မြေဟာတနေ့မှခန္ဓာကြီးတစ်ခုလိုဖြစ်စေရမယ်လို့အဋိဌံနဲ့ဖျားလာတဲ့ခိုင်းနာဒီဖျားကတော့ရည်ရွယ်ချက်ရှိရှိနဲ့တဲခဲ့တာပဲတကိုးကြည့်သလားဖျားရှေးလူကြီးတွေပြောခဲ့တာကတော့အဲ့ဒီဖျားကောင်ဟာအရင်ကမရှိဘူးတဲ့ဒီနေရာကလည်းရေပြင်းကြီးပဲ ဖောင်နော်နဲ့လာရင်အဓိဋ္ဌံလိုက်လို့ဒီနေရာမှာကုန်းပေါ်လာပြီးဇေဒီတဲနိုင်ခဲ့တာဇေဒီထဲမှာလည်းမနောမယဖရာကိုထာပနာပြီးမနောမယဩရိတာလို့အမည်သတ်မှတ်ခဲ့တယ်ထူးဆန်းပါတယ်ဖရာကျုပ်တို့လူမျိုးတွေဂျပန်ကိုအမြန်ဆုံးတိုက်ထုတ်နိုင်ဖို့အဲ့ဒီရုပ်ွားတော်ကိုရန်ကုန်ရွှေတကုံ စီတီတော်မှာပြန်ပြီးထာပနာပါလို့ဖုန်းကြီးရဲ့ဆရာတော်ကြီးကအမိန့်ရှိခဲ့တယ်လွတ်လပ်ရေးရဖို့အရေးကြီးတယ်ဗိုလ်ချုပ်အောင်ဆန်းလက်ကို အဲ့ဒီဖះသွားထည့်ပေးပါလို့ဆရာတော်ကြီးကမှားသွားတာဖះကိုဖောက်ဖို့ဆိုတာမလွယ်ဘူးဒါကြောင့်တာကာဟာရှိကိုလက်ထောက်ချပြီးဖះတဲ့ကဌာပနာကိုဖောက်ဖို့အကြံပေးခဲ့တယ်ရသလားဖះရတယ်တကယ့်ကိုကြီးညိုစရာဗရံများဖះပဲတကားကြီးခတ်တာကတာကာဟာရှိကလည်းဗုဒ္ဓဘာသာဖြစ်နေတယ်သူကအဲ့ဒီဖះလေးကို တွေ့ပြီးကြတဲ့ကလက်ကမချတော့ဘူးရွာကိုတော်လန်ရေးတက်သွားတယ်ရောက်လာကြတယ် သူတို့ကိုလက်ထောက်ချထားတာလည်းဘုံကြီးပဲဂျပန်နေကိုစစ်တေချောင်းဖက်ခေါ်သွားပြီးသူတို့အားလုံးကိုသိအောင်တော်လန်ရေးကောင်းဆောင်ဘူတောက်ထိန်နဲ့ပေါင်းပြီးတိုက်ခဲ့တာလည်းဘုံကြီးပဲဗရန်များဘရားကိုပြင်ရခဲ့သလားဗျာမရဘူးတာကာဟာရှိကစက်သေးချောင်းမှာတော်လန်ရင်သမားတွေကိုတုံးရက်တိတိခုခံခဲ့တာအဲ့ဒီတုံးရက်အတွင်းဖျားနဲ့ရတနာတွေကိုဘယ်မှာသွားမြုပ်ထားတယ်ဆိုတာမသိဘူးဂျပန်အလောင်းနေထဲမှာလဲတာကာဟာရှိအလောင်းကိုမတွေ့ရဘူး ူအလောင်ပြောင်းနေတယ်။အစောကြီးကလေးကတိုက်ပွဲမှာကြာသွားလို့တနည်းအားရမှာမြုပ်ခဲ့သလားပေါ့။ထုံကြီးမိုးခင်ကသုံးနှစ်တည်တည်လိုက်ရှာခဲ့ဘူးတဲ့။ဘယ်မှမှမတွေ့ဘူး။ခုတော့မဲကြီးကြောင့်ပြန်တွေ့ရတော့မယ်ထင်တယ်။အရှင်ဖျားကဘာကြောင့်ဆက်တီချောင်းကိုမလိုက်တာလဲဗျာ။ဟိုနေ့ကတိုးမောင်လိုဝင်းထဲမှာတကဟာရှိတကယ်တမ်းဥတီပြောနေတာဖုံကြီးကိုပဲတကကြီး။ဖုံကြီးကိုအစ်စာဖောက်တယ်တဲ့။ဆက်တီချောင်းမှာတွေ့မယ်တဲ့။ ငါတည်တဲ့နေရာမှာမင်းတည်ရမယ်လို့ပြောသွားတာတကကြီးဟာကျွန်တော်ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားပြီဆရာတော်ကြီးကအသိအပြင်ကိုထွက်သွားပြီကျွန်တော်ကလည်းနောက်ကလိုက်သွားပြီအပြင်တွင်မှောင်းနေပြီဆရာတော်ကြီးကအကြောင်းမော်ကိုတက်သွားသည်ဖရာစင်တွင်ဖျောင်းနိုင်များကိုထွန့်ပြင်းနောက်ဖရာကိုပြူသည်ထို့နောက်ကျွန်တော်ထိုင်းနေသည့်ဘက်သို့လှဲ့ကတကကြီးတကယ်လို့တကဟာရှိထားတော်တဲ့ပစ္စည်းတွေကိုတွေ့ရင်ဗရမများဖရာလေးပါမပါ ်သိသိကြကြကြည့်ခဲ့ပါသူ့အလောင်းကိုပြန်တွေ့ရင် အတူရှိဖို့များတယ်ဘာကြောင့်များအဲ့ဒီဖျားလေးကိုပြန်လို့ကျင်လာလဲဖျားတကကြီးအခုဆိုရင်ဘ ෝජ ူအောင်ဆန်းသမီးမြန်မာပြည်ကို ပြန်ရောက်နေတယ်ဆိုတာဟုတ်သလားတင်မဖျားအဲ့ဒီဖျားကိုတကမာကြီးလက်ထဲကိုရောက်အောင်ထည့်ပေးရမယ်သူ့လက်နဲ့ရွှေရုံဖျားမှာထပနာရမယ်ဘာဖြစ်လို့လဲဖျား ဈာမမြန်မာပြည်ကြီးကိုမတရားဆိုးမှုနေတဲ့ဖက်စစ်တွေရန်ကလွတ်သွားမယ်။တိုင်းပြည်တိုးတက်ထွန်းကားသွားမယ်။တကယ်လို့ဦးတွမောင်ကဖះကိုတွေ့ပြီးမပေးဘူးဆိုရင်ရောဖះ။သူဖះကိုတွေ့ခဲ့တယ်မတွေ့ခဲ့ဘူးဆိုတာပဲတည်တည်ချာချာကြီးခဲ့ပါတကားကြီး။ကျန်တာဖုန်ကြီးအပိုင်းမှာတကားကြီးကိုယုံကြည်လို့ထဲလိုက်တာပါ။ဖုန်ကြီးကတော့ဖုန်ကြီးရဲ့ဆရာတော်ကြီးကိုပေးခဲ့တဲ့ဂရိအတိုင်းပြည့်စည်အောင်လုပ်ရမှာပဲ။ကျမဗျာတပည့်တော်တည်တည်ချာချာလိုက်ကြည့်ခဲ့ပါမယ်ဗျာ ตาတို့ပါတကားကြီးတကားကြီးကိုပေးလိုက်เสียတခုရှိတယ်ဘာများလဲဖျားဆရာတော်ကြီးကထပြီးဖျားစင်ပေါ်မှာစ်လေးတစ်လုံးကိုရှူလိုက်သည်ထို့နောက်ပြန်ထိုင်ပြီးစ်ထဲမှာအနီရောင်ကျိုးလေးတစ်ချောင်းကိုထုတ်လိုက်သည်ကျိုးထဲတွင်ကြေးပြားလေးကလေးပါလာသည်ဟောရာကိုအဆောင်လက်ဖွဲ့တစ်ခုအနေနဲ့ယုံယုံကြည်ကြည်ဟောတာပါတကားကြီးအန်ရယ်ကင်းဘေးရှင်းအောင်ပေါ့ရှေ့တူ ဆရာတော်ကြီးကကျွန်တော်လက်မောင်းကိုလှန်ခိုင်းပြီးလက်မောင်းတွင်ပတ်ပေးသည်လိုက်ဆိုတကားကြီးအနန္တခုနာတမန်နံနဝခုနေဟိဥက္ကထံတဲ့ပင်ညုဗုဒ္ဓစေတီယံအဟံနမမိတပ်ပရာဆရာတော်ကြီးက၃ချိန်တိုင်ပေးသည်ကျွန်တော်က၃ချိန်လိုက်ဆိုရသည်ဒါရှင်အရဟံအနောရထာမင်းကြီးကိုပေးခဲ့တဲ့ဂါထာမန္တမေတကားကြီးအရေးကြီးတွေကိုတုတ်တင်ရှင်းလင်းနိုင်အောင်အဲ့ဒီဂါထာကလည်းစွန့်ခဲ့တယ် ဖះပေါ်မှာကြောက်စာကြီးတစ်ချက်ပဲရှိခဲ့တယ်။အခုတော့မြေထဲမှာတဝဲရောက်နေပြီ။အဲ့ဒီကြောက်စာမှာရေးထုတ်ထားတဲ့ကာထာပဲ။ကျွန်တော်ဘုန်းကြီးကျောင်းကပြန်လာတော့မှောင်ကြီး။ကျောင်းသူဖြက်လန်းဖြစ်သည့်ကံမောင်မောကရှောက်ခဲ့သည်။လကသားနေတော့ကြောင့်တော်သေးသည်။ကျွန်တော်လျှောက်လာသည့်ကံလန်းတွင်မျက်နှာချင်းဆိုင်မှာလူတစ်ယောက်လာနေသည်ကိုတွေ့လိုက်ရသည်။အနီးကမ်းမှသေးသေးချာချာကြည့်လိုက်ရာ မမဲကြီးဖြစ်နေသည်။သူ့ကိုတွေ့လိုက်ရသည်မှာ ရှင်ထိတ်เสียဖြစ်သည်ကျွန်တော်ကရက်လိုက်ပြီးသူ့ကိုငေးကြည့်နေမိသည်သူကခြေဆောင်ရက်က ကျွန်တော်ကို အလေးပြုလိုက်ပြီးလေးစားပါတယ်ပိုတောက်ထင်ဟုပြောကဆက်ထွက်သွားသည်ဘာလို့ရမှန်းမသိငိုင်းပြီးကြံနေသူကကျွန်တော်ဖြစ်သည်မမဲကြီးအခန်းကမမဲကြီးကကျွန်တော်ကိုကြော်ပြီးထွက်သွားသည် ကျွန်တော်ကနောက်လှည့်ကြည့်လိုက်မိသည် နောက်တွင်တခုခုအရေးလိုလိုတွေးလိုက်မိသည်လာရောင်ကြောင့်ကံရည်ပြင်းကအရေးထူးသဖြင့်ရောင်ပြန်ဟန့်သလိုများဖြစ်နေသလားသို့သောကြက်သီးမွေးညင်းတွေထောင်ထလာသဖြင့်ခက်တုတ်တုတ်လျှောက်ကစာသင်ကျောင်းဘက်သို့ထွက်ခဲ့သည်ကျောင်းထဲတွင်မောင်းနေသည်ဝင်ရမည်ကိုပင်လန့်နေစဉ်ဆရာဟဲ့တောက်ခွေကျွန်တော်လန့်သွားပါသည်အမောင်ထဲမှအဖြက်ခနဲ့ထွက်လာသည့်တယောက်ကြောင့်ဖြစ်သည်ဟာမောင်များဝင်း ဆရာကြီးကိုအဖေကထမင်းစားခေါ်ခိုင်းလိုက်လို့ဖယ်သွားနေတာလေတားဆောင်နေတာကြားလာပြီဘုံကြီးเจ้าကိုတွားနေတာဘာချက်လို့လဲကွာတော့ဝက်သားရထားတယ်အဲ့ဒါဆရာကိုထမင်းစားခေါ်ခိုင်းလို့မောင်မြဝင်းဤဖခင်ကိုတက်မှာကာကွယ်ရေးကောင်းဆောင်တယောက်ဖြစ်သည်သူကတတ်နက်ကန်ရသည်သူထံတွင်ဒိုင်းဖယ်တစ်လက်ရှိသည်ကျွန်တော်ကစိတ်ကူးရသဖြင့်ကိုသက်ထံလိုက်ခဲ့သည်ကိုသက်နှင့်ဒေါ်မိုးကြီးမှာအိမ်မြင့်နဲ့ချင်းဆိုင်နေကြသည် မောင်နှမများဖြစ်ကြောင်းလည်းသိရသည်။တပည့်ဖြစ်သူမောင်မြဝင်းနှင့်အတူအိမ်ထဲကိုဝင်လိုက်စဉ်ဂျွာလူကြီးဦးမိုးနီကလည်းရောက်နေသည်။သူတို့ငါးယောက်ကအိမ်ရှိကုပစ်တွင်ဝိုင်းပွဲနေကြသည်။လားဗျဆရာနောက်ကျလိုက်တာ။ခုံကြီးကြောင်သွားနေလို့ပါဦးမိုး။ဆရာကသူတော်ကောင်းမယ်။ဒါကြောင့်အရဲ့ဝိုင်းမခေါ်တော့ဘူး။ဆရာကိုထမင်းကျွေးပါဟဲ့။ကျွန်တော်ကိုအိမ်မော်ခေါ်သွားသည် ိမ်မော်တွင်ထမင်းဝိုင်းကပြင်ထားပြီးဖြစ်သည်ကိုသက်ကသူသားအားမင်းကြီးတော်ကိုတွားခေါ်ဟုခိုင်းလိုက်သည်ဆရာကြီးတဝက်တကောင်ရခဲ့လို့ပထမတော့အသားပိုခိုင်းအောင်မလို့ပဲဆရာချက်နေရမှာမိုးချုပ်လို့အိမ်ကိုထမင်းစားခေါ်လိုက်တာကောင်းတာပေါ့လက်စီဆရာစားနဲ့ဦးမိုးတို့ရောသူတို့ကဦးဆောင်အသေးဆုံးနဲ့အောက်မှာအတောက်နဲ့စားမှာ သူတို့ကဆရာနဲ့လိုင်းမတူဘူးထားလိုက်ထို့စဉ်ဒေါ်မိုးကြီးနဲ့အတူမမဲကြီးတို့အိမ်ပေါ်တက်လာသည်ဆရာကြီးရောက်နေပြီလားအခုပဲရောက်တယ်လာလေဗျာထမင်းစားရအောင်မမဲကြီးကအိမ်တောင်တနေရာတွင်သွားထိုင်နေသည်မမဲကြီးဘယ်တော့မှအိမ်ပြန်ရောက်တယ်လဲကျွန်တော်ကလှမ်းမိလိုက်သည် သူလည်းအခုပဲပြန်ရောက်တာထိတ်မရဘူးဆရာကြီးရှောက်သွားနေတော့တာပဲ သူ့အတွက်စိုးရင်လို့အိမ်မနေပါဆိုလဲထွက်နေတာဘာလို့စိုးရင်လာလဲဆရာကလည်းတိသားနဲ့နော်တိုးမောင်တို့ရန်ကရှိနေတာသူ့ကိုတိတ်ကျနေတာမဟုတ်ဘူးမစိုးရင်မနေဗျာအခုဆိုရင်မမဲကြီးကမရှိမဖြစ်ပါအဲ့ဒါဆရာကိုပြောမလို့ဒါပြင်းနေကြရင် မောင်လေးကိုပါခေါ်မလားလို့တိုက်ဆိုင်လိုက်တာကိုသက်ကိုကျွန်တော်လည်းအဲ့ဒါပြောမလို့သူလိုက်ခဲ့ရင် ကောင်းမှာပဲလို့ तू आ सत्ते छांग ဘက်မှာတောကျွမ်းနေမဟုတ်လားကိုသက်ဒါနဲ့အဲ့ဒီနေကြရင်တိုင်းဖဲယူခဲ့ဗျာဘာဖြစ်လို့လဲဆရာတောကောင်လေးပါလေးတွေ့ရင်တစ်ချက်ခုနှစ်ချက်ပြက်ပေါ့ကျွန်တော်ကထမင်းစားပြီးလက်စေးနေသည်ကောင်းလိုက်တာကိုသက်ရေတခါတလေလေးစားရလို့ပဲလားမသိဘူးအသားဟင်းမတွေ့ရတာလဲကြာပြီလေဗျာကျွန်တော်ကထမင်းစားပြီးအိမ်ဦးခန်းလက်ပည့်ရေချမ်းဝိုင်းကိုပြောင်းထိုင်သည်ဒေါ်မိုးကြီးတို့စားကြလေး တို့မောင်နှမနှစ်ဦးကကျွန်တော်အနီးလာထိုင်ကြသည်ဆရာကိုတိုင်ပင်ခြင်းလို့ဘာများလဲတကယ်လို့ဆရာရတနာတွေတွေ့ရင်အဲ့ဓာတွေဟာသမီးမမဲကြီးကြောင့်တွေ့တာဆိုတော့ရှင်အစုံကုန်းတဝဲဆိုတဲ့စကားရှိတယ်မဟုတ်လားကျမတို့နဲ့ရောတဝက်မဆိုင်ဘူးလားအင်းပြောရရင်တော့တောင်းပိုင်ဝင်ရှိတာပဲဗျဒါပေမဲ့တိုးရဲမသွားခင်ကတည်းကဦးတိုးမောင်နဲ့ဒီကိစ္စကိုပွမွင်လင်းလင်းတိုင်ပင်ဆွေးနွေးထားတဲ့နေထင်တာပဲ ဟုတ်လိုက်လေကျွန်တော်ဦးတုံးမောင်ကိုခေါ်ထားတယ်ဦးမိုးလည်းရှိတယ်ဆရာလည်းရှိတယ်အားလုံးယတနာတွေရရင်ထက်ဝက်စီဆိုင်နေဆိုတာပြောကြမယ်ထိုစဉ်မောင်မြဝင်းကအိမ်မော်ပြေးတက်လာပြီးအဖေဘာကြီးဦးတုံးမောင်လာနေပြီဟုအော်သည်ဦးတုံးမောင်ကအိမ်မော်ကိုတက်လာပြီးထမင်းစားနေတာလားဟေးဘာဟင်းလဲကွာတော့ဝက်သားရလို့ဆရာကိုထမင်းခေါ်တွေ့နေတာဩဒါနဲ့ကြောင်းစရာ ။ဗာလဲဗျ။ဆရာလည်းလာပြင်းနေဆိုရင်တော်ထဲလိုက်မယ်ဆို။ဟုတ်တယ်လေ။ကြုံတော့မဟုတ်ဘူး။ကိုယ်တက်လဲလိုက်ပါ။မိုးကြီးမဆိုင်သူတွေကိုဘာကြောင့်ခေါ်မလဲ။ဘာဖြစ်လို့မဆိုင်ရမှာလဲ။ကျမမောင်နဲ့ဆရာကိုခေါ်တာပဲလေ။နေမောင်ကိုခေါ်တာကတော့ထပါ။ကျောင်းဆရာကဘာဆိုင်တယ်လဲ။ကျုပ်ကကျုပ်ဆန္ဒနဲ့တောင်းဆိုပြီးလိုက်တာစွန်စားရတာစိတ်ဝင်စားလို့ ကျောက်ကတော့ចောင်းစရာလိုက်တာတိတ်သဘောမကျဘူးထိုးစင်မမဲကြီးကလိုက်ခဲရမယ်ဟုអော်လိုက်သည်ဦးတို့မောင်ကကောင်းပြီလေလိုက်ရင်လေလိုက်ပေါ့ဒါပေမဲ့တခုတော့တတိပေးမယ်နော်တိတ်တော့အာမချောင်းနဲ့ဒီမှာဦးတို့မောင်ဘာလဲဗျအာချောင်းနဲ့လို့ပြောတာကခမည်းပြောပုံကကျုံလဲကျုပ်သိက္ခာနဲ့ကျုံနေတာပါပြီးချင်းလို့လိုက်ကြည့်တာခမည်းတာဝဲမရှိဘူးထင်တယ်ကောင်းပြီလေ ကျုပ်တပည့်တွေလည်းပေါမားဆိုတော့ခမားတော်ကိုစိုးရင်စရာမရှိပါဘူး။တခုတော့တတိထပေါ့။တော်တန်းတော့အသက်ပြောက်ရင်တောင်းအောင်မြူဘူးနော်။ခမားကဒါတော့ထင်းချောက်တာပဲဗျ။ကြောင်းစရာဆိုပြီးပေါသေးသေးတော့မတွေးလိုက်နဲ့နော်။ခမားတော်လောက်ကိုကြောက်လို့ကတော့တော်တဲ့လိုက်ခဲ့ဖို့စိတ်တောင်ကူးမှမဟုတ်ဘူး။ကုတို့မောင်ထိုင်ပါအောင်ပြောစရာရှိလို့ဒေါ်မိုးကြီးကပြောလိုက်သဖြင့်သူကကျွန်တော်အနာတွင်ထိုင်ချလိုက်သည်။ဘာလဲပြော။ တကယ်လို့ရှင်တို့သွားရှာတာအယိုးသားမကယရနာတွေပါရလာရင်ဘယ်လိုလုပ်မလဲဟေးငါအဖေပစ္စည်းတွေပဲငါပိုင်တာပေါ့ဒါပေမဲ့ကျမသမီးမဲကြီးကလိုက်ပြပေးရမှာလေအဲ့ဒီအတွက်တော့နင့်ကိုအိမ်နဲ့လည်းပြန်ပေးမယ်လို့ပြောပြီးသားလေကျမတို့ကရှင့်ယရနာတွေရခဲ့ရင်ထက်ဝက်ဆိုင်နေဩဒါចောင်းစရာလက်ချက်ပဲခမညောက်ပေးထားတာပေါ့ မဆိုင်လာရင်မပြောနဲ့ဦးတို့မတော်မိုးကြီးဘက်ကတောင်းဆိုတာတွေကိုခမရလိုက်လျောနိုင်တယ်မလိုက်လျောနိုင်ဘူးပဲပြောပါ။ဘာဖြစ်လို့လိုက်လျောရမှာလဲ။ငါနဲ့ကိုပြန်ပေးထားတာနဲ့သလား။တော်ပြီပေါ့။ကောင်းပြီလေ။ရှားတဲ့ပစ္စည်းထက်ဝက်စီမခွဲဘူးဆိုရင်ကျမတို့မလိုက်တော့ဘူး။အော်မလိုက်ဘူး။ဟုတ်လား။နေမလိုက်ရင်ဘာဖြစ်သွားမလဲထင်လဲ။ဦးတို့မောင်ကပြောပြောဆိုဆိုနဲ့ခါးကြားတွင်ထိုးထားသောတံမြောင်ကိုထုတ်ကား မမဲကြီးအနီသို့လှိမ့်သွားပြီးလယ်ဘင်းကိုလက်နှင့်တိုင်ဖက်၍ဓာနှင့်ထောက်ထားလိုက်သည်ဟေ့ဘာတွေဖြစ်နေတာလဲအိမ်အောက်မှာဦးမိုးနီကပြေးတက်လာသည်ဟေ့ကောင်တုံးမဘာလုပ်တာလဲဘာမှမလုပ်ပါဘူးအခုမှ သူများမြောက်ပေးလို့လောဘတက်လာတဲ့ကောင်မတွေကိုပညာပေးမလို့ဟဲ့ငါသမီးကိုလွတ်မဲကြီးနင်မလိုက်လာလို့ကတော့နင့်လေเจ้าနဲ့ကို ဟော်ရီလို့ ဒါနဲ့ထိုးလိုက်မှာသိလားဟုပြောလိုက်သည်မမဲကြီးကမျက်စိမိတ်ထားသည်တရားထိုင်သလိုခြေထောက်တွေကိုတင်မြင်ခွေလိုက်သည်ထို့နောက်အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးသူ့လက်တစ်ဖက်ကိုမြောက်ကဦးတိုးမောင်မျက်ခွက်ကို နောက်ပြန်ရိုက်ချလိုက်သည်ဖြန်းရိုက်ချလိုက်သည့်အချိန်ကြောင့်ဦးတိုးမောင်မှာနှစ်ပတ်သုံးပတ်လိမ့်သွားပြီးဆန့်ငင်ဆန့်ငင်ဖြစ်နေသည်မမဲကြီးကမတုံမလောက်ဆက်ထိုင်နေသည် ်ဦးမိုးနှင့်ကိုသက်တို့ကဦးတိုးမောင်ထံပြေးသည်တိုးမောင်တိုးမောင်သူတို့ကဦးတိုးမောင်ကိုထူထားသည်သို့သောဗဇက်ကအမြုပ်တွေထွက်နေပြီမျက်ဖြူလန်နေသည်တမီးဘယ်လိုလုပ်လိုက်တာလဲသေးသွားအောင်မေမေကြီးကအမေထမင်းစားတယ်ဟုပြောသည်တမီးပြန်လှုပ်ပေးလိုက်ပါသေတော့မယ်ထင်တယ်ထမင်းစားတယ်ဦးမိုးက အောက်ကကောင်းလေးတက်ခဲအောင်ဟိဒီမှာတိုးမောင်ကိုဆင်းယုံပို့ရအောင်မမဲကြီးကမတက်ထားရသည်ထို့နောက်ဦးတိုးမောင်ရှိတဲ့သွားကရှင်ဝါကိုဖက်နှောင်းနဲ့ပောက်ချလိုက်သည်ဦးတိုးမောင်ညင်ကြသွားသည်မင်းထမင်းစားမယ်သူကထမင်းဝိုင်းနေဝင်းထိုင်ပြီးထမင်းစားနေသည် သူ့ပတ်ဝန်းကျင်တွင်ဘာမှမဖြစ်သည့်ပုံနှင့်အေးအေးဆေးဆေးထမင်းစားနေခြင်းဖြစ်သည်ဦးတို့မောင်သတိပြန်ရလာသည် အင်းအင်းဟုညင်းနေသည်မမဲကြီးကဟဲ့တိုးမောင်လာခဲ့စမ်းဟုအော်လိုက်သည်ဦးတိုးမောင်ကကြောင်တောင်းတောင်းဖြစ်နေသည်လာခဲ့စမ်းဦးတိုးမောင်ကထမင်းဝိုင်းကိုလေးဘက်ထောက်သွားသည်ထိုင်သူကမမဲကြီးအမိန်ပေးသည့်အတိုင်းထိုင်လိုက်သည်ရေးပေးစမ်းဦးတိုးမောင်ကမမဲကြီးကိုသူ့ရှိရှိတောက်ရေကွယ်လှမ်းပေးသည် သူကရေတောက်ပြီးတောက်ရေွက်ထဲကလက်ကြံရည်နဲ့ဥတုံးမောင်မျက်နှာကိုပတ်လိုက်သည်ပြန်တော့တခွန်းမယ်ပြောသည်ဥတုံးမောင်နောက်ဆုံးနောက်ဆုံးနဲ့အိမ်မော်ကပြန်ဆင်းသွားသည်ဥတုံးမောင်ပြန်သွားသည့်အခါတွင်ထမင်းစားနေသည့်မမဲကြီးကလက်စည်းပြီးသူထိုင်းနေသည့်အခန်းထောင်တစ်နေရာတွင်သွားထိုင်နေသည်ကျွန်တော်ကဒုံမိုးကြီးနဲ့ကိုသက်တို့ကိုတူတူလေးပြောလိုက်သည်တကယ်လို့ဥတုံးမောင်မလိုက်ဘူးဆိုရင်ရော ကျွန်တော်တို့ကြီးပဲသွားရှာလို့မရဘူးလားဟုတ်တာပေါ့အမရဆရာပြောတာဟုတ်လိုက်လေကျွန်တော်တို့ဘာသာသွားရှာကြမယ်နေအောင်ဒီကိစ္စမမဲကြီးနဲ့တိုင်မင်းမကောင်းမယ်ကျွန်တော်ကပြောပြောဆိုဆိုနဲ့မမဲကြီးကိုကြည့်လိုက်သည်မမဲကြီးကဒူးပေါ်တွင်ပါတင်ပြီးခေါင်းကိုတစ်ဖက်လှည့်ထားသည်ဒုံမိုးကြီးကတမီးဒီလိုလာအောင်မလာဘူးလာပါတမီးကိုပြောစရာရှိလို့ မမဲကြီးကထလာပြီးသူ့အမေဒုံမိုးကြီးကိုကြွယ်ကထိုင်ချလိုက်သည်ကျွန်တော်ကမမဲကြီးစက်တွေเจ้าမှာကျွန်တော်တို့ကြီးပဲတာကာဟာရှိအယုတ်ကိုသွားရှာလို့မရဘူးလားဟုမေးလိုက်သည်မမဲကြီးကကောင်းကောင်းနေသည်ဘာမှပြန်မပြောပါသူ့အမေကသမီးဆရာကြီးကမေးနေတာလေပြောလိုက်နော်ဟုချော်သည်မမဲကြီးကကောင်းမောလိုက်သည်မျက်ရည်တွေနှင်းဖြစ်သည်ဟင်သမီး ဘာဖြစ်လို့ငိုနေတာလဲဘာဖြစ်လို့လဲမမဲကြီးကဒေါ်မိုးတီကိုပြေးဖက်ကအမအမပူကိုကဲပါအောင်မှတ်ကြည့်လိုက်လာတယ်ဟုပြောလိုက်သည်နားစင်ခဲ့ကြသူတူတူယောက်ချင်းစီတိုင်းကိုအထူးပဲကြီးစုတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်နော်နောက်ထပ်နောက်ထပ်တင်ပါလေစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ ပညာပင်သုတရတဆောင်ပါတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးဘေးကင်းကြပါစေရှင်။